ကိုလက်ထက်ချင်တဲ့သရိုသမီးကိုဟင်းရကစွန်းလို့ဝယ်လို့ရမယ်ရှန်ဟိုင်းကသရိုသမီးစီကဘာပေါ်မှာယဉ်ကျေးမှုဓလေ့ထုံးတမ်းနေတဲ့လူမှုရေးစံနှုန်းတွေဟာကွဲပြားခြားနာကြပါလိမ့်ဒီရုပ်နိုင်ငံရဲ့အကြီးဆုံးမြို့တွေတဲကတခုပြည့်တဲ့ရှန်ဟိုင်းမြို့မှာတော့တခြားနိုင်ငံတွေအတွက်ထူးဆန်းတယ်လို့ထင်ရနိုင်တဲ့လက်ထက်ထိမ်းမြှားခြင်းကိုဈေးကွက်တစ်ခုအနေနဲ့ဖွင့်လှစ်တည်ရှိနေပါလိမ့်ဒီဈေးကွက်ဟာလူငယ်လူရွယ်တွေအတွက်အချစ်ချင်းမြတ်တာဒါမှမဟုတ်ဘဝလက်တွဲဘဝကိုရှာဖွေနေတဲ့နေရာမဟုတ်ဘဲ မိဘတွေကသူတို့ရဲ့သားသမီးတွေအတွက်တင်းတော်တဲ့အိမ်တော်ဘက်ကိုရှာဖွေပေးတဲ့ထူးခြားတဲ့ပုံစံတစ်ခုသာဖြစ်ပါသည်ဒီဇီးကွက်ဟာကမ္ဘာတဝန်းကလူအများရဲ့စိတ်လှုပ်ရှားမှုစိတ်ဝင်စားမှုကိုဖန်ဆာနိုင်ခဲ့ပြီးတရုတ်လူအဖွဲ့စည်းရဲ့အိမ်တော်ရင်းဆိုင်ရာဖိအားတွေကိုလည်းထင်ဟပြသနေပါသည်ဒီနေ့ YH Entertainment ကနေပြီးပရိသတ်တွေကိုသူတို့သမီးကိုဟင်းရွက်ကစုံလို့ဝယ်လို့ရမယ့်ရှန်ဟိုင်းကသူတို့သမီးစည်းအကြောင်းကိုတင်ဆက်ပေးကြပါသည် ရှန်ဟိုင်းရဲ့နာမည်ကျော်ပြည်သူပန်းချာလို့ခေါ်တဲ့ People Park မှာဖွင့်လှစ်ထားတဲ့ဒီလက်ထပ်ထိမ်းမြှားခြင်းဈေးကွက်ဟာဇန်နီတနင်္လာနေ့တိုင်းမှာအသက်ဝင်လှုပ်ရှားလေးရှိပါသည်။ဒီဈေးကွက်ကိုလာရောက်ကြသူတွေကတော့အများအားဖြင့်သူတို့ရဲ့သားသမီးတွေအတွက်အိမ်အောင်ဘတ်ရှာဖွေပေးခြင်းနဲ့မိဘတွေပဲဖြစ်ပါသည်။သူတို့ဟာကိုသားသမီးရဲ့ကိုယ်ရည်အခြေအနေကိုစာရွက်ပေါ်မှာရေးသားထားပြီးထီးရတာမှမဟုတ်တစ်ပင်နေမှာချိန်ဆထားကြပါသည်။အဲ့ဒီကိုယ်ရည်အခြေအနေကအိမ်အောင်ပြုမဲ့သူရဲ့အသက်အရက်မြင့်ပညာရည်ချင်းအလောက်ကိုင်းလစာဝင်ငွေမိသားစုနောက်ခံနေတဲ့ ကိုကြီးကိုရာဝါသနာစာရာတွေကိုအသေးစိတ်ဖော်ပြပေးထားပါရီတချို့မိဘတွေကတော့သူတို့ရဲ့သားသမီးတွေကိုယ်တိုင်ဓာတ်ပုံတွေပါထည့်ပေးထားတာမျိုးလည်းရှိပါရီဒီဈေးဝယ်ရဲ့အဓိကရွယ်ချက်ကတော့မိဘတွေအနေနဲ့သူတို့ရဲ့သားသမီးတွေအတွက်တင်းတော်တဲ့အိမ်အောင်ဘက်ကိုအပြန်အလှန်ရှာဖွေပေးနိုင်မှုဖြစ်ပါရီဒီယုံနိုင်ငံရဲ့လူအဖွဲ့အစည်းမှာသားသမီးတွေအသက်အရွယ်ရလာတာနဲ့အိမ်အောင်မပြူသေးလို့ရှိရင်မိဘတွေနဲ့ဆွေမျိုးတွေစီကနေလူမှုရေးဖီအားတွေကိုရင်ဆိုင်ရလိမ့်ရှိပါရီအထူးသဖြင့် love over woman လို့ခေါ်တဲ့ ပညာလဲတက်ရုပ်လဲရှိရည်လဲရှိပြီးယောက်ျားမရှိဒဂိုရီအပြူကြီးဖြစ်နေကြတဲ့အိမ်တော်မပြူသေးတဲ့အမျိုးသမီးတွေဟာပို့ပြီးတော့ဖျားပီးခံရလေးရှိပါလိမ့်။ဒါကြောင့်မလို့မိဘတွေဟာဒီလိုဇေယျဝတ်မျိုးကိုအားကိုးကြပြီးသူတို့ရဲ့သားသမီးတွေအတွက်အထူးသဖြင့်သူတို့သမီးတွေအတွက်သူတို့သားလောင်းတွေကိုအိမ်တော်ဘက်ရှာဖွေပေးဖို့အတွက်ကြိုးစားကြတာဖြစ်ပါလိမ့်။ဒီလိုမျိုးတလိဟာရှန်ဟိုင်းတရုတ်မာရင်ရှိတာတွေမဟုတ်ပါဘူး။တခြားသောနိုင်ငံတွေဖြစ်တဲ့ရိုမေးနီးယားအပါအဝင်အနောက်နိုင်ငံတချို့မှလည်းတွေ့ရလေးရှိပါလိမ့်။ ဒါပေမဲ့သူတို့နိုင်ငံတွေကတော့ရိုးရရင်ကျေးမှုရပြုလုပ်တာဖြစ်ပေမဲ့ရုပ်နိုင်ငံရှန်ဟိုင်းမြို့မှာရှိတဲ့ဒီဈေးကွက်ကတော့အဲ့လိုမျိုးမဟုတ်ပဲအသက်ကြီးလာတဲ့အခါကိုယ့်ရဲ့မိသားစုဂုဏ်ရှိစေဖို့နဲ့ကိုယ့်ရဲ့သမီးပြုကညာအတွက်လက်တွဲပေါ်ကောင်းကိုရှာဖွေပေးချင်တာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီထိန်းမြှားလက်ထက်ရေးဈေးကွက်ဟာရုပ်နိုင်ငံရဲ့အိမ်အောင်ရေးဆိုင်ရာကိစ္စရပ်တွေကိုထင်ရှားပြသနေတာဖြစ်ပါတယ်။ခင်မိတဲ့တရုတ်လူငယ်တွေဟာကိုယ့်ရဲ့ကိုယ်ပိုင်ဘဝနဲ့အလုပ်ကိုင်ကိုပုံမူဦးစားပေးလာကြပြီးအိမ်အောင်ပြုဖို့နောက်ဆုတ်လေးရှိပါသေးတယ်။ဒါပေမဲ့မိဘမျိုးဆက်တွေကတော့သားသမီးတွေစောစောစီးစီးအိမ်အောင်ပြုပြီး မိသားစုဘဝကိုတည်ဆောက်စေခြင်းကြပါသည်ဒီလိုမျိုးမျိုးဆက်နှစ်ခုကြားကွာဟာချက်ကိုဒီလက်ထက်ထိမ်းများရေးစေလို့ခေါ်တဲ့ဒီဈေးဘဝကနေတစင်ပဲမြင်တွေ့နိုင်တာဖြစ်ပါသည်ဒါဟာရိုးရဒလီရီနဲ့ခင်မိဘဝနေထိုင်မှုပုံစံတွေကြားကပေါင်းစပ်မှုဒါမှမဟုတ်ဂွေတွဲမှုတစ်ခုဖြစ်ပြီးဒီရုပ်လူမှုအဖွဲ့အစည်းရဲ့အိမ်တော်ရေးဆိုင်ရာရှုပ်ထွေးတဲ့ကဏ္ဍတစ်ခုကိုလည်းဖော်ပြနေတာဖြစ်ပါသည်နောက်ထပ်လေအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကို YH Entertainment ကနေပြီးတော့တင်ဆက်ပေးအောင်မလို့ like and follow subscribe လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့အစုံကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ